တက်ချင်ရွယ်အိုများအတွက်လေးဖြတ်ချင်းကိုချုပ်တင်ကာကွယ်နီးတက်ချင်ရွယ်အိုတွေမှာလေးဖြတ်ချင်းကပြင်းထန်တဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်လေးဖြတ်ချင်းကိုကာကွယ်ခြင်းကသူတို့ရဲ့ဘဝအရေးအတွင်းနဲ့ကျန်းမာရေးအတွက်အရန်ကိုရေးကြည့်ပါတယ် တကြီးရွယ်အိုတွေလေဖြတ်ခြင်းကိုကာကွယ်ဖို့အတွက်အကြံပြုချက်တွေကိုအောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်ရှင်။တွေးတိုးယောဂါထိန်းချုပ်ခြင်းတွေးတိုးယောဂါကလေဖြတ်ခြင်းရဲ့အဓိကအနည်းဖြစ်စေတဲ့အကြောင်းရင်းတွေတစ်ခုဖြစ်ပါတယ်။တကြီးရွယ်အိုတွေကသွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာတင်ပြီးဆရာဝန်တွေရဲ့အကြံပြုချက်အတိုင်းစီးဝါးတွေကိုအချိန်မမှန်တောက်သုံးကသွေးပေါင်ချိန်ကိုပုံမှန်ပမာဏအတွင်းမှာပဲထိန်းချုပ်ထားတင်ပါတယ်။စီးချိုယောဂါထိန်းချုပ်ခြင်းစီးချိုယောဂါကလေဖြတ်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။ တကြီးရွယ်အိုတွေကသွေးသွင်းတကြားတက်ကိုကောင်းမွန်စွာထိန်းချုပ်တင်ပါတယ်။ဆရာဝန်ရဲ့အစားတောက်နဲ့လေ့ကျင့်ခန်းအကြံပြုချက်တွေကိုလိုက်နာပြီးသွေးသွင်းတကြားတက်ကိုပုံမှန်စစ်ဆေးတင်ပါတယ်။ကျန်းမာတဲ့စားတောက်မှုပုံစံကျန်းမာတဲ့စားတောက်မှုပုံစံကိုစစ်သုံးခြင်းကလေဖြတ်ခြင်းကိုကာကွယ်ရန်အတွက်အရန်ရေးကြည့်ပါတယ်။ ခင်းသီးဟွေးနဲ့အသီးနှံနဲ့အစီနဲတဲ့ပရိုတင်းဓာတ်များတဲ့အစားအစာတွေကိုပိုမိုစားသုံးသင့်ပါတယ်။စားပြည့်ဝစီနဲ့တခြားဓာတ်စားသုံးမှုကိုတော့လျှော့ချသင့်ပါတယ်။ပုံမှန်ကိုလတ်လှောက်ရှာမှုတင်းတင်းနဲ့ကိုလတ်လှောက်ရှာမှုကနှလုံးသွေးကြောဆိုင်ရာကျန်းမာရေးနဲ့ကိုယ်လင်းချိန်ကိုထိန်းသိမ်းဖို့အတွက်ကူညီပေးပါတယ်။တကြွရည်အိုတွေကလမ်းလျှောက်ခြင်း၊ရေကူးခြင်း၊ထိုက်ချီစတဲ့လေ့ကျင့်ခန်းပုံစံတွေကိုရွေးချယ်နိုင်ပါတယ်။ ဆဲလေးဖြတ်ခြင်းနဲ့အရက်လျှော့တောက်ခြင်းဆဲလေးတောက်ခြင်းနဲ့အရက်လွန်ကျွန်တောက်သုံးခြင်းနှစ်မျိုးစလုံးကလေးဖြတ်နိုင်ခြင်းကိုတိုးစေပါတယ်။တကြီးရွေးဦးရီကဆဲလေးဖြတ်သင့်ပြီးအရက်တောက်သုံးမှုကိုလည်းကန့်တတ်သင့်ပါတယ်။သွေးတွင်းအဆီတက်ထိန်းချုပ်ခြင်းကိုလက်စတရောမြင့်မားခြင်းကလေးဖြတ်နိုင်ခြင်းကိုတိုးစေပါတယ်။တကြီးရွေးဦးရီကဆံဝင်ရဲ့အကြံပြုချက်အတိုင်းအဆီကျစေတောက်သုံးသင့်ပြီးတော့သွေးတွင်းအဆီတက်ကို ပုံမှန်ပမာဏအတွင်းထိန်းသိမ်းထားသင့်ပါတယ်။ စိတ်ခံစားမှုစီမံခန့်ခွဲခြင်းတကျရဲ့အဘွားမှာစိတ်ဖြစ်စီမှုနဲ့ဆိုရင်ပူပန်မှုတွေကသွေးပေါင်ချိန်ကိုမြင့်တက်စေပြီးလေဖြတ်နိုင်ခြင်းကိုတိုးစေပါတယ်တကျရဲ့အိုတွေတရားထိုင်ခြင်းအသက်ပြင်းပြင်းရှုခြင်းနဲ့စိတ်ပိုင်းဆိုင်ရာညှိနှိုင်းခြင်းကဲ့သို့စိတ်ဖြည့်လျှော့တဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့စိတ်ခံစားမှုတွေကိုစီမံခန့်ခွဲနိုင်ပါတယ်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတကျရဲ့အိုတွေက သွေးစစ်ဆေးခြင်း၊နှလုံးသွေးကြောစစ်ဆေးခြင်း၊အာယုံကြောစနစ်စစ်ဆေးခြင်းတို့အပါအဝင်ကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံကိုပုံမှန်ပြုလုပ်သင့်ပြီးဖြစ်နိုင်ခြေရှိတဲ့ကျန်းမာရေးပြဿနာတွေကိုအချိန်မီရှာဖွေသင့်ပါတယ်။ရာသီဥတုပြောင်းလဲမှုကိုတတိပြုခြင်း၊အေးတဲ့ရာသီဥတုကသွေးကြောတွေကိုကြုံစေပြီးသွေးပေါင်ချိန်တွေကိုမြင့်တက်စေကာလေဖြတ်နိုင်ခြေကို တိုးစေပါတယ်။ တကြီးဖြဲ့ဟိုတွေကအေးရရာဒီဥရုမှာကိုခန္ဓာနှွေးထွေးအောင်ဂယူဆိုင်တင်ပါတယ်။လေဖြတ်ခြင်းလက္ခဏာကိုသိရှိထားခြင်းတကြီးရဲ့အိုရင်နဲ့မိသားစုဝင်တွေကရုတ်တရက်မျက်နှာလက်မောင်းသို့မဟုတ်ခြေထောက်များအားနယ်ခြင်းစကားမပီတာခြင်းခေါင်းကိုက်ခြင်းစတဲ့လေပြည့်ခြင်းလက္ခဏာတွေကိုသိရှိထားတတ်ပါတယ်။အဲ့လိုမျိုးဖြစ်ပေါ်လာပါကဆေးရုံကိုအချိန်မီတွားရောက်ဖို့လိုအပ်ပါတယ်။ ချုံကိုမိပြောရမယ်ဆိုရင်တော့တက်ကြီးရွယ်အိုတွေကလေဖြတ်ခြင်းကိုကောက်ွယ်ဖို့အတွက်နေထိုင်မှုပုံစံအစားအသောက်လေ့ကျင့်နဲ့ကျန်းမာရေးစီမံခန့်ခွဲမှုစတဲ့ကဏ္ဍပေါင်းစုံကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲမိသားစုနဲ့လူမှုအတိုင်းဝိုင်းကလည်းတက်ကြီးရွယ်အိုတွေကိုပုံမူကိယနာတက်ပြီးတော့ပံ့ပိုးပေးတင်ပါတယ်။လေဖြတ်ခြင်းကိုကောက်ွယ်ဖို့ကူညီခြင်းကသူတို့ရဲ့ဘဝအရေးသွေးကိုမြင့်တင်ပေးရတဲ့အတူတူပါပဲ။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။